She's a poker, did you through my life? တန်လေးကကောင်းရဲ့သားနဲ့တချင်းလေးကတချင်းကပေါက်ပြန်တော့လဲအဆိုတော်ကလေချောင်းကန်စာဖြစ်နေရပေါ့နော်အဲအဲ့လိုမျိုးပြောကြတယ်စိတ်ယုံတက်တဲ့အချိန်မှာဒီတချင်းကထွက်သွားတာဟုတ်အဲ့လိုဘလို့ထင်လဲပေါ့နော်ညီမအရင်လားဘလို့ထင်လဲပေါ့ပထမဆုံးအေးစုံတွဲလေးစုံမယ်ဆိုတော့ချမ်းတို့ကပလန်လုပ်ထားတာဒါပေမဲ့တကယ်တမ်းနှစ်ယောက်အတန်သွင်းကြည့်လိုက်တဲ့အခါမှာလုံးဝအေးဟိုဘလို့ခေါ်လဲဘယ်သူပိုင်မှန်းတော့မသိဘူးနော်ဘယ်သူပိုင်မှန်းသိရောနေရာပေါ့ရောနေရာ sorry ရလဲတိတ်မသိဘူးကိုကအယုံမခံနိုင်ဘူး ရှိတော့မယ်ဒီနေ့ကအမ Pro Music Studio ရောက်နေတာအတန်သွင်းတာတော့အမရဲ့ recording day မဟုတ်ဘူးပေါ့နော်အမပထမသချင်းလေးတစ်ပုတ်ထွက်ပြီးတည်းရလောလောဆယ်နောက်သချင်းတစ်ပုတ်အတွက်အားယူနေတယ်ပေါ့နော်တော်တော်လေးကြာနေပြီဒီနေ့ကတော့ဒီမှာနယ်လချမ်းအတွက်သချင်းလေးဒါသူ့ဒါသူ့ရဲ့ဒါပထမဆုံးသချင်းဆိုတော့အမလာပြီးအားဖြစ်ပြီးတာပေါ့လေအဖေနဲ့ Pro Music Studio ရောက်နေတာပါမောင်လေးဟုတ်ဘလို့တင်လဲပေါ့နော်ညီမအရင်သားဘလို့တင်လဲပေါ့နှစ်ယောက်ကတငယ်ချင်းဆိုလဲဟုတ်တယ်ဒါပေမဲ့ညီအညီမဘာလို့ပြောရင်လဲဝမ်းဝဲလို့ပဲ ထင်ကြတယ်နော်အမတကယ်ကတော့ညီမအရင်နေပါလို့အဲ तू ကတော့ तू तू ကတော့ဒါ elegan ဆိုရဲနာမည်နဲ့တချင်းလေးစတင်ပြီးတော့မှာနော်ဟုတ်ကဲ့ဆိုဆိုကြမယ်ပေါ့နော်ဟုတ်ပါတယ်အဲ့လချမ်းပါအဲနှစ်ယောက်ကတော့ကျမအငယ်ပါဟဲ့ तू ကအငယ်ပါကျမအကြီးပါဟုတ်အမအထူးသဖြင့် तू ကလို vocal guide ကစ तू ပဲလုပ်ပေးတာအဓိကကတော့သူ့ရဲ့ဒီ cut တယ်ဆိုတဲ့ချင်းလေးရလဲ ပရိသတ်တွေရဲ့ဟိုတော်တော်များများမှာ reach out တွေလည်းများရတယ် TikTok မှာဆိုလည်းခက်တယ်ဆိုတော့တချင်အရန်ကိုမှလူကြိုက်များကြအထူးသဖြင့်ညီမတို့ဆိုအဲ့တဲ့ချင်းလေးနဲ့တောက်လျှောက်ဆော့အောင်နေရပေါ့နော်အဲ့ဒါလေးတွေကြည့်ရတော့လေတကယ်တမ်းကျတော့ပရိသတ်ကကြိုက်နေတော့တက်သွားတာဖြစ်တဲ့ကြောင့်ချမ်းတို့လည်းပို့ပြီးတော့အားရှိတယ်အခုဆိုလည်းချမ်းကိုရိုင်းလည်းအမတက်တိုက်တုံးတုံးနဲ့ဆိုခိုင်းတော့ပို့ပြီးတော့မှဆိုဖြစ်ဖို့အတွက်အားရှိသွားစေရပေါ့နော်ဟုတ် She's a poker တချစ်သူပဲမှာ 나진짜야냐라래보와테누피냐신래러래허못니우다바이면대친리디소예네심보얍케다러자비보나바이너마비즈니스디베우자베룩다소러အဲတက်တန်းရေလို့တော့မဟုတ်ဘောเนาะဒါပေမဲ့လွန်ခဲ့တဲ့2009လောက်ထဲက Melody World မှာအဲတချင်းဆိုရင်းကနေပြီးပဲကြာပြီလို့တော့ပြောလို့ရတာပေါ့လေဟုတ် ခတ်တယ်ဗတိုင်ငင်ကတော့အဲ့ဒီ melody wall မှာ day series ထဲမှာပါဘူးတဲ့သချင်းတွေပဲရှိခဲ့ဘူးရဲ့အဲတယောက်ထဲမှာနဲ့မဖြစ်နိုင်လို့အဲအဲ့ဒါလေးရဲ့နောက် single song လေးရဲ့ဒါလေးပဲရှိတာပေါ့အဲပြီးတော့မှဒီအမဒီ operation အတွက်အဲဒီခတ်တယ်သချင်းလေးကိုစုဖြစ်သွားတာပေါ့မနေချင်ဘူးချေရှင်ရှင်တာမခတ်တယ်ဝိုင်းဆိုင်မအိမ်မလေးရေကဝေး ဒီ music file ကိုနားလိုက်တာကတော့အဓိကတော့အလုတ်ပါပဲဘာလို့လဲဆိုတော့လေအမတို့ကကြတော့အမပေါ့နော်အမအနေနဲ့ကကြတော့အများကြီးလည်းမထူးချုံဘူးအမသချင်းဆိုမယ်ဒီလောက်ပဲပေါ့ that's enough တော့ပေါ့ပေါ့နော်အမတို့ကတော့လေဘာလို့ဆိုတော့အမ instrument တွေလည်းအမမတီးတတ်နေဘူးအမခန်းစားချက်ရှိအမဆိုလိုက်တယ်ဒီလောက်ပဲသွားတာပေါ့အဲ့တော့အမရဲ့ music ကိုအမရက်တန်လိုက်တာကတော့ဒီလုပ်ငန်းလုပ်ငန်းအတွက်ပါပဲဒါပေမဲ့ဒီလွန်ခဲ့တဲ့တို့မနစ်ကဖြစ်မယ်နော်မနစ်ကရဲ့မေလလောက်မှာ ဒီ operation ဝင်ရမယ်ဆိုတော့ဒါပေမဲ့တော်တော်များများကအဲကျမကြီးချောင်းခွဲဆက်ရတာဖြစ်လို့နားလိုက်ကြတယ်လို့ထင်တာပေါ့ဒီနှစ်ခုကတော့ရောထွေးသွားတာပေါ့လေအဲ့ဒါပြီးမှဒီတစ်ချင်ကဝုန်းစုထွက်လာတာဆိုတော့ဟုတ်သူတို့ဘာပြောလဲဆိုလို့ရှင်ဗာဟိုအတန်လေးကကောင်းရဲ့သားနဲ့တစ်ချင်းလေးကတစ်ချင်းကပေါက်ပြန်တော့လဲဆိုတော့ကလေချောင်းကန်စာဖြစ်နေတယ်ပေါ့နော်အဲအဲ့လိုမျိုးပြောကြတယ်အခါကျတော့မဟုတ်ပါဘူးလို့လက်ရှိကိုလေချောင်းကန်စာကိုကျွန်မအရန်ကိုမှအရင်ဆိုင်နေရပြီးရုန်းကန်နေရတယ်လို့ပဲဟိုထင်ကြတာပေါ့နော်ဘာလို့ဆိုတော့စိတ်ယုံတက်တဲ့အချိန်မှာဒီတစ်ချင်ကထွက်သွားတာဟိုအဲ့လို ကွက်တီဖြစ်သွားတာပေါ့လေဟုတ် operation တော့ is ဟိုပါပဲ minor ပဲဟိုပါပေါ့เนาะအရင်မကြီးကျယ်ဘူးအလုံးလေးတွေရှိတော့ထုတ်လိုက်တာမှ cancer ဖြစ်မှာဆိုလို့ထုတ်လိုက်တဲ့သဘောပဲအမေအမရဲ့ဘဝတစ်ချောင်းလုံးနေဆိုရင်တော့အဲဒါကတော့ပထမဦးဆုံး operation အဲပထမဦးဆုံးနဲ့အကြီးမားဆုံးဆိုတော့စိုးရိမ်နေလန့်နေအဲ့တော့ဘာဖြစ်လဲဆိုစိတ်ကိုဒုံဒုံချပြီးတော့သူတို့လည်းပြောထားတယ်အဲ operation ခန်းထဲဝင်မိငါထွက်လာတဲ့ခါကျရင် ဟိုအသက်ရှိချိန်မှာရှိရမှာပေါ့နော်အတန်လည်းရှိချိန်မှာရှိရမှာဆိုပြီးတော့ပဲမာတီတချင်းကိုလှုပ်လိုက်တာဆုံးထိတွေးထားတာပေါ့နော်ဆုံးထိတွေးတာမတော်ကတော့တီးဗျက်ဒါရဲ့ဖန်နေဖြစ်နေပါပြီနော်ငကိုကလေးကဗျက်ဒါလို့လည်းမသိခင်ကလေးကသူရေးထားတဲ့တချင်းတွေကိုပဲအသက်ကွယ်တလိုင်းနော်အသက်ကွယ်တလိုင်းသူကတော့နားထောင်ဖြစ်နေတာပဲနော်အခုကတော့ဒီတီးရေးပုံမှာတော့ဘာမှပြောစရာမရှိဘူးအမအမလည်းကြိုက်တယ်သူလည်းကြိုက်တယ်အဓိကတော့ မမိုးကိုတိုင်းပဲဒီကွန်ပိုဇာနဲ့လည်းချိတ်ဆက်ပေးခဲ့တာပေါ့နော်အဲကွန်ပိုဇာကလည်းအဆင်ပြေတယ်ချမ်းရဲ့ခန်းစားချက်လေးတွေကိုသူကတကယ်ကိုပုံပုံနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနာကျင်မှုတခြင်းလေးကတော့ချမ်းအတွက်ဒီဘဝမှာအမတ်တရားဖြစ်စေမဲ့တခြင်းတစ်ပုဒ်တော့ဒီခတ်တယ်လို့ပဲဖြစ်သွားမှာပါဘာပဲဖြစ်ဖြစ်ဒီသချင်းကိုရေးချပြစ်လိုက်တာနည်းနည်းကနည်းအတန်တူတဲ့အထိအတန်တူတဲ့အထိနော်ဆွတ်တင်လိုက်တာနော်သူဆိုတော့ဟုတ်တယ်ဟုတ်တယ်ပထမကတော့အဲ့သချင်းလေးကိုဟိုပထမဆုံးအနေနဲ့ဇုံတွဲလေးဆုံးမယ်ဆိုတော့ချမ်းတို့ကပလန်လုပ်ထားတာဒါပေမဲ့တကယ်တမ်းနှစ်ယောက်အတန်သွင်းကြည့်လိုက်တဲ့အခါမှာလုံးဝ အဲ့ဟိုဘယ်လိုခေါ်လဲဘယ်သူပိုင်မလဲဘယ်သူပိုင်မလဲရောနေရပါဘောရောနေရ sorry ရလဲတိတ်မသိဘူးကိုကအယုံမခံနိုင်ဘူး ကိုအယုံမခံတော့ရှေ့မှာတပုတ်ကြိုပေါက်ထားတဲ့ခါကျတော့အယုံမခံနိုင်ဟုတ်လားဟုတ်တယ်အဲ့လိုအဲ့လိုမမတို့တချင်းဆိုတာကြောင့်အရင်ပေါက်သွားဖို့ဒီပါလေအများကြီးမျောလဲမှုပေါ့နော်တချင်းတပုတ်တချင်းဖန်တီးလိုက်တဲ့တချင်းတပုတ်ကိုကြိုက်တယ်ဆိုရပြီပေါ့အများကြီးအတင်းမျောလဲတာမျိုးရှိဘူးမသူ့ကိုကြတော့အဲ့လိုပေါ့နော်ဘာပဲဖြစ်ဖြစ်မမတို့မိသားစုက၅ယောက်ရှိတာဟုတ်၅ယောက်ထဲမှာဒါဟိုအမတို့ရဲ့မိသားစုထဲမှာဆိုတာအချောဆုံးလေးအသွက်ဆုံးလေးဆိုတော့သူ့ကိုဒီဟဲ့ဟုတ်လေငါကောက်မပြောရသူ့အဲ့လိုအမတ်တရားလေးတစ်ခု ဟိုရှိစေချင်တာပေါ့နော် तू ကအရင်တော့ဆို MC လဲလုပ်တယ်လေ Prisoner လဲလုပ်တယ်ဆိုတော့ तू မှာမိတ်ဆွေအများကြီးရှိတယ်ဒါပေမဲ့ तू ကလည်းအဲ့လိုစီးပွားရေးလုပ်တာပဲအယုံဆိုင်တာအဲ့တော့အမကဘာလုပ်လဲဆိုတော့ချမ်းဆိုပါဆိုပြီးအမတိုက်တွန်းပေးတယ်ဟိုဆုံးထုံးစံတိုင်းမှာအမအမရှောက်တဲ့လမ်းမဲ့ तू လိုက်ရတာပဲတီးရလည်းပြတ်တာပဲတီးရတူကလည်း cracky ပဲအမအနေနဲ့ကတော့ဒီသချင်းကြီးကဘာဖြစ်သွားပါဆိုရင်မျောလင်းချက်တွေတော့အများကြီးတော့မထားဘူး तू သချင်းလေးတစ်ပုဒ်ကိုထွက်သွားတယ်ငကောင်းမုံမုံပေါ့အဲ तू ကဘာပေါ့နော်ဒါ first first song ကိုပထမဦးဆုံးသချင်းဆိုတော့ရပြီ that's enough ပဲကျန်သားတို့သူနောက်ပိုင်းတို့သူလုပ်ပါလိမ့်မယ်ဟုတ်လား